ကျမရဲ့ပြည်သက်ကြီးကိုကျမကျမကြီးနဲ့ပတ်သက်တဲ့ဘုသူတလေးကြီးမပြောပြပြထားကြပြီပေါ့နော်အခုအဲပြောချင်တဲ့အကြောင်းအရာလေးကတော့ Gobi စားခြင်းရဲ့ကျမကြီးအကျိုးကျေးဇူးတွေပြောပြချင်တာပါကျမတို့ Gobi လို့ပြောလိုက်တယ်ဆိုလို့ရှိရင်ကျမတို့မြန်မာပြည်ကအတုတ်ထဲထဲစားတာနောက်ကျော်စားတာနောက်ဟင်းကားလောက်တောက်တာနောက်ခောက်ဆွဲကြော်ကြဆန်ကြော်ထမင်းကြော်တွေထည့်စားတာကိုပြင်းပြင်းမိကြမယ်လို့ထင်ပါတယ်။နောက်လက်ဖက်တုပ်လေးတွေလည်းထည့်ပြီးတော့ကော်ပီကိုစားရပေါ့နော်အမျိုးစုံစားကြတယ်။ ။နောက်မြန်မာလူမျိုးတွေရဲ့အစားအစာတော်တော်များများမှာကော်ဗီဒုတ်လေးတွေကပါတတ်တယ်။နောက်တချွတ်ချွတ်နဲ့လည်းဝါစားလို့ကောင်းတယ်။ကျမကြီးတို့လည်းအထောက်အကူပေးရပေါ့နော်။ဆိုတော့အခုကကော်ဗီစားခြင်းရဲ့ကျမကြီးအကျိုးကျေးဇူးလေးတွေနဲ့ကော်ဗီမှာပါတဲ့အာဟာရတည်းအာဟာရဓာတ်တွေအကြောင်းကိုပြပြချင်တာပဲဖြစ်ပါတယ်။ကော်ဗီဒုတ်မှာကယ်လိုရီ၊ကာဗွန်ဟိုက်ဒရိတ်၊အမြင့်ဓာတ်၊တကြားဓာတ်ပရိုတင်းဗီတာမင် C ဗီတာမင် K ဗီတာမင် A ဗီတာမင် B6 ကယ်စီယမ်မက်ဂနီမက်ဂနစ်ပြီးရင်ပိုတက်ဆီယမ်မက်ဂနီဆီယမ်ဖောလစ်တို့ပါဝင်ပါတယ်ကော်ပီကပေးတဲ့ကျန်းမာရေးကိုပြောရမယ်ဆိုလို့ရှိရင်တော့အတုတ်သေးပဲထည့်စားစားအကျော်ရည်သေးပဲထည့်စားစားအင်းကားပဲချက်တောက်တောက်ဒီလိုမျိုးစားလို့ကောင်းတဲ့ကော်ပီကကန်ဆာယောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ကော်ပီမှာပါတဲ့ဓာတ်ပေါင်းတွေကကန်ဆာယောဂါကိုတိုက်ဖြတ်ပေးနိုင်တဲ့အစွမ်းရှိရယ်။ကင်ဆာမဖြစ်အောင်လည်းကာကွယ်ဖို့အတွက်ကော်ပီတုံးလေးကိုစားပေးလို့ရပါတယ်။ အဲဂေါ်ဘီယာကင်ဆာတွေကိုကင်ဆာဆဲတွေကိုမပွားအောင်လို့အထူးအဆုံကာဝယ်ပေးနိုင်တယ်လို့မျိုးအထူးသဖြင့်ကတော့အရေပြားကင်ဆာအစာရည်မျိုးကင်ဆာစီးကျိတ်ကင်ဆာပန်ခွေးယားကင်ဆာတို့ကာဝယ်ပေးပါတယ်ရင်သားကင်ဆာဖြစ်တဲ့သူတွေအနေနဲ့ကင်ဆာဆဲတွေပြတ်သွားတာဟန်တားဖို့အတွက်လည်းအထောက်အကူတွေအများကြီးပေးပါတယ်။နောက်နှလုံးကျန်းမာရေးပေါ့နော်။ဂေါဘီမှာပါတဲ့ ထရပ်ပေါင်းတွေဟာကန်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်လို့မျိုးပဲ။နာကျင်ရောင်ရမ်းမှုကိုတတ်တာစီရဲ့အတွက်ကြောင့်မလို့နှလုံးသွေးကြောတွေကိုကျန်းမာစေပြီးတော့နှလုံးကိုသွေးစစ်စစ်မှုအားကောင်းစေပါတယ်။ကော်ဗီတော့မှာ flavor nice ပါဝင်တဲ့အတွက်ကြောင့်မလို့ချမ်းမာရည်ကိုအထောက်အကူနဲ့အများကြီးပေးပါတယ်။နှလုံးရောဂါကြောင့်သိဆုံးနိုင်ခြင်းကိုချော့ချပေးနိုင်တယ်လို့မျိုးနှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ။နှလုံးသွေးကြောထဲမှာအဆီတွေစုပုံနေတာမျိုးမဖြစ်စေဖို့အတွက်ကာကွယ်ပေးတယ်လို့မျိုးသွေးပေါင်ခြင်းကိုလည်းထိန်းချုပ်ပေးပါရစေ။ကုခန်အားကိုလည်းကောင်းစေပါရစေ။ဘော်ဘီတော့မှာဗီတာမင် C, ဗီတာမင် A တို့ကျွဲဝစာပါဝင်တဲ့အတွက်ကြောင့်မလို့ကိုယ်ခံစွမ်းအားကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။အဲ့ဒါ၄အပြင်ခေါ်ပြီးမှခန္ဓာကိုယ်ကျန်းမာစေဖို့အားဖြည့်ပေးတဲ့အာဟာရဓာတ်အများကြီးလည်းပါဝင်ပါသေးတယ်။ နောက်ကျမတို့ရဲ့အစာချေစနစ်ကိုကောင်းမှုစေရယ်ဂေါ်ဘီမှာအစာချေစနစ်ကိုအားဖြည့်ပေးမယ်ရေဓာတ်နဲ့အမြင့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့ဥတွေကိုလှုပ်ရှားမှုကောင်းစေပြီးတော့ဥနယံမျိုးအာဟာရဓာတ်ပြည့်ပြည့်ဝဝဆုပ်ယူနိုင်စေတယ်လို့ဝမ်းလဲမှန်စေပါတယ်ကိုရင်းကအစိမ့်တောက်တွေဖြစ်စေတဲ့အရာတွေကိုပြင်ပကိုဝမ်းအနေနဲ့ဆွတ်ထုတ်ပေးပါတယ်နောက်အဝလွန်တာကာကွယ်ခြင်းတဲ့သူတွေဝိချာခြင်းတဲ့သူတွေအနေနဲ့ကော်ဘီတို့ကိုမြတ်များစားပေးပါအမြင်တတ်ပါဝင်နေမှုဟာအစာခံနိုင်စေဖို့အားဖြစ်ပြီးပြီးတော့ ခဏခဏမစားမိအောင်ကာကွယ်ပေးတဲ့အတွက်ကြောင့်မလို့အဝမလွန်အောင်ကာကွယ်ပေးပါရယ်ဝိချနေသူတွေအတွက်လည်းအထူးပဲတင်နေပါပါတယ်သွေးတို့ကိုလည်းကြာစီပါရယ်ကော်ပီတို့ကပိုတက်ဆီယမ်ကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့သွေးပေါင်ခြင်းကိုအကောင်းမှုဆုံးထိန်းချုပ်ပေးပြီးတော့သွေးမတိုးစီကိုကာကွယ်ပေးတယ်လို့မျိုးသွေးကြောထဲမှာသွေးစီစစ်မှုအကောက်စီပြီးတော့အကောင်းဆုံးပြန်လည်အားဖြည့်ပေးပါရယ် ဒီလိုမျိုးအာဟာရဓာတ်တွေကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးပါဝင်တဲ့ကော်ပီတုပ်ကိုကျမတို့မြန်မာလူမျိုးတွေဝယ်စားရလဲလွယ်တယ်ဆိုလို့ရှိရင်တနည်းကိုဟင်းတစ်ခွက်အနေနဲ့ ပေါ့နော်ကျမတို့ရဲ့နေ့စဉ်စားသုံးနေတဲ့အဟင်းလျာတွေထဲမှာထည့်ပြီးတော့စားသုံးကြည့်ပါလို့အကြံပြုချင်ပါတယ်တကယ်လို့ကိုကခေါ်ပြီးကိုဒီလိုမျိုးဟင်းတစ်ခွက်အနေနဲ့ချက်ဖို့အချိန်မရဘူးဆိုရင်တောင်မှခေါ်ပြီးအစိမ့်လိုက်ကိုတို့စားလို့လည်းရတယ်ပေါ့နော်အရန်ကျမကြီးတို့ကကောင်းကျိုးပေးရဲ့အရာမို့လို့ကျမရဲ့ပရိသတ်ကြီးခေါ်ပြီးတို့ကိုမြတ်များစားစီစဉ်တဲ့စည်တနာနဲ့ဒီဗီဒီယိုလေးကိုအားလုံးလည်းသိအောင်မျှဝေပေးလိုက်ရပါတယ်ရှင်အားလုံးနားထောင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နေကောင်းကျမ်းမာကြပါစေ